ဲ့ hello ညီကိုတွေအားလုံးမင်္ဂလာပါလို့အဲကျွန်တော်တို့ the devil view channel ကို ကြည့်ရှုအားပေးနေတဲ့ညီကိုများအားလုံးနိုင်ငံရရက်ကပါအနှံ့ညီကိုတွေအားလုံးအားလုံးအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ညလေးဖြစ်ပါစေလို့ကျွန်တော်တို့ the devil view channel ကနေပြီးတော့အရှိန်ပထမသွား ဆူတောင်းမြတ်တာပို့တာပေးပါတယ်ဟုတ်ပြီဗျာကျွန်တော်ဒီနေ့ပြပြပေးမဲ့တည်င်းလေးကတော့ကျွန်တော်တို့အဲနည်းနည်းစိုးရင်ရရဗျာဒီတည်င်းကတော့ဒီတည်င်းညူတော့ကျွန်တော်မကျင်ညာခြင်းဘူးအဲ့ဒါကတော့ညီကိုလည်းတည်ရင်လည်းတည်ပြီးမှတည်ပြီးသားဖြစ်ဖြစ်လိမ့်မယ်အဲ့ဘာလဲဆိုတော့ကျွန်တော်တို့ Kobe Mainu ပေါ့နော်အဲ United အနေနဲ့ Kobe Mainu လား Amorin လားရွေးချယ်ရမယ်အနေထားကိုရောက်နေပြီဒီကလေးစိတ်တော်တော်လေးဆင်းရဲနေပြီဆိုတော့ကျွန်တော်တည်ရဗျာ အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ကိုဘီမိုင်းနူးကအခုဆိုရင်ကျွန်တော်စာချုပ်သက်တမ်းကသူကဇွန်လ2019ပေါ့နော်2029ပေါ့နော်2029ဇွန်လ30ရက်နေ့ထိပဲရှိတာဆိုတော့တနစ်ကြော်ကြော်ပဲကြံတော့တယ်ဗျာစာချုပ်သက်တမ်းဒါပေမဲ့အခုချိန်အထိစာချုပ်သက်တမ်းတိုးခြင်းမရှိသေးဘူးဗျာအကျန်းကိုစိုးရင်နေရာကောင်းတဲ့နေထားတော့အကိုမိုင်းနူးလူကစားသမားမျိုးကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ဒါကျွန်တော်တို့လက်လွတ်လိုက်ရမယ်ဆိုရင် United အတွက်အရန်ကို ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်မှာသိကြတယ်။အဲဘလောက်ကြောင်းရွှေ့ကြီးရပါသေးုံဗျာကျွန်တော်ကတော့မရောဘူးဗျာဒီကစားသမားလေးကိုကျွန်တော်အနေနဲ့ပြောရမယ်ဆိုကျွန်တော်အရန်ကြိုက်တယ်ဗျာကျွန်တော် United မှာအခုလက်ရှိကြိုက်ဆုံးဆိုကျွန်တော် Bruno Fernandes နဲ့ Koi Manu နှစ်ယောက်ပဲရှိရတယ်။တဲ့ကစားသမားလေးကိုမကြိုက်ဘူးတော့မဟုတ်ဗျာကြိုက်တယ်ဗျာအဲဒါပေမဲ့သူတို့နှစ်ယောက်ကကျွန်တော် favorite လို့ပြောလို့ရတယ်။ကဲဟုတ်ပြီနေရာမှာကျွန်တော်တို့တစ်ချက်ပြောရစီရကိုမိုင်းနုကအလုံးဝစာရုပ်တက်တန်းတိုးခြင်းမရှိဘူးဟိုဆွေးနွေးတယ်သူနဲ့အနှက်ကျင်ရှိပြီဗျာကျွန်တော်တို့အဲစာကျင်တို့ရော အမိုရီနိုရောဆွေးနွေးခဲ့တယ်သူနဲ့နှစ်ကြိမ်သူအနေနဲ့အင်းမလို့အင်းမလို့ဗျာတည်ရမလားအဲ့လိုမျိုးအခြေအနေမျိုးမှာပဲရှိနေတယ်အဲတိုးတိုးမယ်လည်းမပြောဘူးမတိုးလည်းမပြောဘူးအဲပြောချင်တာသူအေးချက်နဲ့စကားပြောဆိုတဲ့ပုံစံမျိုးနဲ့ပဲသူတွားနေတာနှစ်ကြိမ်ရှိသွားပြီပေါ့နော်ဒါကလွန်စွာဆွေးရင်တရာရှိရနေတာအဲပြီးတော့ဒီနွေရာဒီပြောင်းရွှေ့မှာလဲကျွန်တော်ကိုယ်မိုင်းနှုတ်နေနဲ့အမ်မိုရင်းလက်အောက်မှာမကစားနေတာဖြစ်တဲ့အတွက်သူ့အနေနဲ့ကျွန်တော်ပြောခဲ့သလိုပဲအဲ အငှားလေးဖြစ်ဖြစ်သူထွက်ပြီးတော့ကစားပြရစီပေါ့နော်အဲနာပိုလီနဲ့လားမသိဘူးသူတင်းထွက်ခဲ့တယ်အဲ့ချိန်တော့ပေါ့နော်အငှားလေးပဲကစားခွင့်ပေးပါဆိုတော့တောင်မှမဟုတ်ဘူးမင်းနာကကတော့ဒီမှာရှိရဲအဲယူနိုက်တက်ကတည်ရမလားအမိုရီနိုကအဲ့လိုပြောခဲ့ရမင်းနာကဒီမှာရှိရဲငါကောင်မင်းမသွားနဲ့ဆိုပြီးတော့ခုကြလဲကလေးကိုပွဲထွက်ခွင့်လုံးလုံးလောက်လောက်မပေးဘူးဗျအဲ့ဒါကလုံးဝကိုစိုးရင်ညာနေထားပါဗျဒီနောက်တစ်ခုကကျွန်တော်တို့ဟိုနာပိုလီကအရန်ကိုစိတ်ဝင်စားနေတယ်ဒီ ျွန်တော်ဇန်နဝါရီပေါ့နော်ဇန်နဝါရီအပြောင်းရွှေ့မှာတောင်မှဟိုယူသွားနိုင်တဲ့အနေအထားမျိုးရှိတယ်။စာချုပ်သက်တမ်းကြံနေသေးပေမဲ့လည်းနောက်တစ်ခါကကျွန်တော်တို့နွေရာသီမှာဆိုရင်ကျွန်တော်ရီယယ်မက်ထရီရဲ့ကျွန်တော်အက်သလက်တီကိုမက်ထရီရဲ့ကလည်းအပြိုင်ကိုအကိုမိုင်းနုကို စိတ်ဝင်စားတဲ့အခြေအောင်ပြခဲ့တယ်တရားဝင်ကမ်းလှမ်းခဲ့ခြင်းသာမရှိပါဗျ။ကဲဟုတ်ပြီကျွန်တော်တို့အာမိုင်းနုဘောနော်ကျွန်တော်စာချုပ်ချုပ်မယ်ဆိုရင်မိုင်းနုကိုလာတာကျွန်တော်တို့ပြေးမယ်အဲ့လောက်ထိကိုသူ့ကိုဆွေးနွေးခဲ့ပြီမြဲ အဆင်မပြေဖြစ်နေတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့2028ခုပေါ့ extra တစ်နှစ်ပေါ့နော် adapt on 1 year နဲ့ကျွန်တော်တို့ဟိုစာချုပ်တက်တန်းလေးတိုးချင်ခဲ့တယ်ဒါပေမဲ့လည်းအဆင်မပြေခဲ့ဘူးဗျအဲအဲ့ဒါကကျွန်တော်တို့ United တော့အလုံးဝကိုမကောင်းတဲ့လက္ခဏာတစ်ခုပါကိုယ်မိုင်းနူးလို့ရေသွေးရှိတဲ့ကစားသမားတယောက်ကိုယ်မိုင်းနူးပါလဲဆိုတာကိုကျွန်တော်တို့အချိန်ချင်းတက်သိပြခဲ့တယ်အဲအရန်ကဲခဲ့တဲ့သူကဲခဲ့တဲ့ပွဲတွေအများကြီးပဲဗျာနော် ဲ့လိုမျိုးကစားသမားမျိုးဟိုဘောလုံးဖြတ်ဝေမှုဘိုင်းကိုကြည့်မလားစကေးဘိုင်းကိုကြည့်မလားအင်ဒီပက်ဂျူကိုကြည့်မလားကျွန်တော်တို့နောက်ကြတော့ဘောအိုင်ဂျူဘောတော့ဘောအိုင်ဂျူကိုကြည့်မလားဘယ်အရာပဲကြည့်ကြည့်အရန်ကို perfectly ဖြစ်နေတဲ့ဒီလိုကစားသမားမျိုးကိုလက်လွတ်လို့မဖြစ်ပါဘူးအများဆုံးစာချုပ်ချုပ်ဆိုတင်ပါတယ်အနောက်တစ်ခုကသူ့အနေနဲ့ Amorin လက်အောက်မှာကစားရတာလုံးဝမပျော်ရွှင်တော့ဘူးဆိုတာကြီးကလုံးဝမြင်သာထင်သာဖြစ်နေပြီဗျအဲ့တော့ United အနေနဲ့ဒီအဲ ကျွန်တော်တို့ဒီညမှာလည်းကျွန်တော်တို့စန်တာလန်နဲ့ကန်မယ်ပေါ့နော်အိုက်ပွဲပြီးမှအရာလက်ပုံမှာလည်းမူတည်တယ်ပြီးတော့ကိုယ်မိုင်းနူးကိုပွဲထွက်လာအိပွဲမထွက်လာအိပုံမှာလည်းမူတည်သေးတယ်ဗျဒီဟာကနော်ဒီခြေနေကအဲဒါပေမဲ့ပွဲထွက်လာဘူးလည်းမရှိပါဘူးကျွန်တော်အနေနဲ့ကတော့ကျွန်တော်ထင်တာကိုပြောပြပါပေါ့နော်ကြည့်ဟုတ်ပြီကျွန်တော်တို့အဲ့ဒီတော့ခါကြတော့သဘောတရားတစ်ခုကအဲ United အနေနဲ့ရွေးချယ်ရတော့မယ်အနေထားကိုရောက်လာပြီထင်တယ်ကျွန်တော်အနေနဲ့ကတော့ဟိုကိုယ်မိုင်းနူးရွေးမလား MOL ကိုရွေးမလား ဒီကလေးကတော့လုံးဝဒီလက်အောက်ဒီဘဲလက်ရလက်အောက်မှာလုံးဝမနေကျင်တော့ဆိုတော့တေးကြတယ်မကစားကျင်တော့သူမပြော်တော့ဘူးပေါ့เนาะပြောကျင်တာဒီနီးပြတာပြောင်းလဲမှု change တစ်ခုခုဖြစ်မယ်ဆိုရင်တော့သူ့အနေနဲ့ဆက်လက်ပြီးတော့ဒီအတင်းမှာရှီကောင်းရှိနေနိုင်လိမ့်မယ်မဟုတ်ရင်တော့သူ့အနေနဲ့ဟိုကျွန်တော်ပြောသလိုပဲစာချုပ်တက်တန်းမကုန်ခင်ထိတော့သူနေလဲနေသွားလိမ့်မယ်ဗျာအာပြီးရင်တော့သူ့ကိုအလွတ်နဲ့ကျွန်တော်တို့ရင်းနှံတာနဲ့လက်လွတ်လိုက်ရမယ်ကစားသမားကောင်းတယောက်ဗျာအာမဖြစ် စင်မဖြစ်သင့်ဘူးမဖြစ်စေချင်ဘူးဗျပြောချင်တာအဲ့လိုမျိုးမဖြစ်သင့်တာဖြစ်တဲ့အတွက်အဲကျွန်တော်အနေနဲ့တော့စာချုပ်တက်တန်ကိုအမြဲဆုံးတိုးပါလို့ကျွန်တော်ကတော့အာနီးဗျအကုန်လုံးအဲ့မှာရှိတဲ့ဘုတ်ဖွဲ့တွေရော ကျွန်တော်တို့စာချင်းတို့ရောပိုင်ရှင်တို့ရောနူးညံ့မြတ်တရခံပါတဲ့ကိုယ်မိုင်းနူးကိုတော့လက်လွတ်ဆုံးရှုံးလို့မဖြစ်ပါဘူးကျွန်တော် အနေနဲ့အဲအဲ့တော့ခါကြတော့ကျွန်တော်အနေနဲ့ ခုတ်ပြီးမိုင်းနူးကိုလက်မလွတ်ဘူးမြဲအမ်မိုရင်းကိုလက်လွတ်မလားဆိုရင်တော့အကုန်လုံးဒီချိန်မှာအမ်မိုရင်းကိုတော့တော်တော်လေးစိတ်ပြတ်နေမယ်လို့ထင်ပါတယ်เนาะအဲပြောချင်တာကတော့ဒီလိုဒီလိုလေး try ကြမယ်ဆိုရင်တော့เนาะဒီဘက်ကအမ်မိုရင်းဒီဘက်ကမိုင်းနူးဆိုရင်တော့ကျွန်တော်တို့ကမိုင်းနူးကိုပဲ try သွားမှာပါလို့အဲလေးပြောချင်ပါတယ်လို့เนาะဟုတ်ပြီညီကိုတို့ကျွန်တော်ရဲ့ဟာလေးကျွန်တော်ရဲ့ဒီတဲ့င်းလေးကတော့ အဲဒီလောက်ပဲဗျာเนาะအဲခဏနေမှာလည်းကျွန်တော်တို့ watch long လေးနဲ့ညီကိုနဲ့ပြန်တွေ့ကြနေဗျာကဲဟုတ်ပြီကျွန်တော်ရဲ့ channel လေးကို the review channel လေးကိုအားပေးနေတဲ့အဲညီကိုမောင်များအားလုံးစိတ်ချမ်းသာညီကိုကြီးကျန်ပါခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်တို့ the review channel ကနေပြီးတော့စုမုံအောင်တောင်းပေးလိုက်ပါတယ်ဗျာကျွန်တော် channel လေးကို subscribe လုပ်ရသေးရယ်ဆိုရင်လည်း subscribe button လေးကိုနှိပ်ပေးခဲ့ပါအောင်ဗျာเนาะကဲဟုတ်ပါပြီဗျာ